လာပါရှင်ချင်းလန်းချန်နယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရယ်2025ခုနှစ်အပရလ24ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဟာခါမြို့တင်းစစ်စင်ရဲ့အတွက်လူငယ်တွေပါဝင်ကြရန် CDF ဟာခါဖိတ်ခေါ်ကြောင်းပခုတ်ကိုရင်ဘုံကျဲရန်လာတဲ့စစ်တပ်စက်တက်လေးထီတစီကိုတိုးလှန်ရေးတပ်ဖွဲ့များကပစ်ချနိုင်ခဲ့ကြောင်း မြောင်လေးပင်မြို့နယ်ပဇွန်မြောင်ကျေးရွာစစ်တပ်ခြေကုပ်စခန်းကိုလက်နက်ကြီးစနိုက်ပါတို့ဖြင့်ပစ်ခတ်တိုက်ခိုက်မှုတွင်စစ်သား2ဦးသေဆုံးကြောင်းရေဖြူမြို့နယ်မြင်းသားရွာတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးကြောင်းရေမြို့နယ်မော့ကနင်အခြေစိုက်ခလာရ106တရင်မှစစ်မှုထမ်းတပ်သားတင်2ဦး PDF တပ်ဖွဲ့ထံအလင်းဝင်ကြောင်းနဲ့ယူကရိန်းနဲ့ရုရှားသဘောတူညီမှုမရရင်အမေရိကန်အနေနဲ့ဘေးထွက်နေရမယ်လို့ ကန်ဒုသမရပြောကြားကြောင်းတော့ပဲဖြစ်ပါရဲ့ရှင်ဟာခမြုတ်တင်းစစ်စင်ရဲ့အတွက်လူငယ်ရေပါဝင်ကြရန်စီဒက်ဟာခဖိတ်ခေါ်တဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ချင်းပီမြို့ရောဟာခမြုတ်တင်းစစ်စင်ရဲ့အတွက်ဒိုင်းပီနဲ့လူမျိုးလွတ်မြောက်ရေးဟာအားလုံးရဲ့တာဝန်ဖြစ်တာကြောင့်လူငယ်ရေအားလုံးတိုးလှန်ရေးတပ်ဖွဲ့တွေပူးပေါင်းပါဝင်ကြရန်ချင်းလင်းဒီဖ ens ဖော့စ်ဟာခကအပရလ23ရက်နေ့မှာထုတ်ပြန်ကြေညာထားပါတယ်။ မိဘပြည်သူတွေအနေနဲ့မိမိတို့ရဲ့သားသမီးတွေဟာခမြုတ်တိန်စစ်စင်ကြီးမှာပူပေါင်းပါဝင်ရေးတိတ်တွန်းနှိုးဆော်ပေးကြရန်လေ CDF ဟာခကတောင်းဆိုထားပါတယ်။လူငယ်တွေအနေနဲ့အချိန်ပြည့်တပ်ဖွဲ့ဝင် Active Force အဖြစ်ပါဝင်နိုင်တယ်လို့အချိန်ပြည့်တက်သားအဖြစ်မပါဝင်နိုင်ရင်လေအရန်တက်သားတင်တန်းတက်ရောက်ပြီးတိတ်ပွဲဖော်ဆောင်တဲ့အခါအစင်တဲ့ခိုးယူနိုင်မဲ့အရန်တက်သား Reserve Force အဖြစ်လေပါဝင်နိုင်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ဒူမီတနက်ကိုကင်ဆယ်ပြီးလက်နက်ကင်တိုလှန်ရေးကိုအစိုးဆုံးဆင်နွှဲခဲ့ကြတဲ့ချင်းပြည်မှာနှွေဦးတိုလှန်ရေးကာလ၄နှစ်ကျော်လာတဲ့အချိန်ချင်းပြည်နေရဲ့နေမင်း80ရာခိုင်နှုန်းကျော်ကိုချင်းတိုလှန်ရေးအင်အားစုတွေကထိန်းချုပ်စုမှုထားပြီးဖြစ်ပါတယ်။စစ်ကောင်စီဟာချင်းပြည်ရဲ့မြို့တော်ဟာခာဒီတိန်နဲ့တန်တလန်မြို့တော်မှတ်တာ အခြေစိုက်တက်ဆွေထားနိုင်ပြီးတော့ဂျန်နမျိုးတွေမှာတော့စစ်ကောင်စီကင်းစင်သွားပြီဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ပခုတ်ကိုရင်ဘုံကျဲရန်လာတဲ့စစ်တပ်ဆက်တက်လီထီတစီကိုတိုလှန်ရေးတပ်ဖွဲ့များကပစ်ချက်နိုင်ခဲ့တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မကွေတိုင်းပခုတ်ကူမြို့နယ်တွင်ဂျေးရွာများကိုပုံကျဲရန်လာတဲ့အကျန်းဖက်စစ်တပ်ရဲ့စက်တလေထီတစီကိုပြစ်ခတ်ခဲ့ရာဂျီတီမှန်ပြီးဆက်ချွယွန်းကပြစ်ကြခဲ့ကြောင်းသိရှိရပါတယ်။အပရလ23ရက်နေ့ညနေ9:30မိနစ်အချိန်ခန့်ပခုတ်ကူမြို့နယ် တမတရက်တမတက်လာတော့အကြံဖက်စစ်တရက်ဆက်တက်လေးထီ၃စီးကိုတော်လှန်ရေးတပ်ဖွဲ့များကလက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ရာတစီးမှာကြီးထိမှန်ပြီးဆက်ချူရွံကပြစ်ကြခဲ့ပြီးဆက်တက်လေးထီကြားရောက်လာတော့နေရာကို Burma Revolution Rangers တပ်ဖွဲ့နဲ့ အတူဒိုလှန်ရဲ့တပ်ဖွဲ့များကတွားရောက်ရှာဖွေရှင်းလင်းခဲ့ရာဒိုလှန်ရဲ့ရဲဘော်များရောက်ရှိချိန်၌အကြံဖက်စစ်ကောင်စီတပ်သားများအင်အားအလုံးကြီးဖြင့်တက်လာသောကြောင့်စစ်တပ်လေထီကိုယူဆောင်လာနိုင်ခြင်းမရှိသောကြောင့်မိရှုရှင်းလင်းခဲ့ကြောင်းစစ်တပ်လေထီမောင်းနှင်လာသူကိုလည်းဒိုလှန်ရဲ့တပ်ဖွဲ့များကလိတ်လံပစ်ခတ်ဖမ်းဆီးခဲ့တော်လဲထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း Burma Revolution Rangers မှတရင်နဲ့ပြန်ကြားရေးတာဝန်ခံကုတူမူကပြောဆိုထားပါသည် Burma Revolution Rangers မှတရင်နဲ့ပြန်ကြ ayi တာဝန်ခံကိုဂျီဝူကကျွန်တော်တို့လက်နက်ငယ်တွေနဲ့ပြစ်ခတ်တာ တစည်းကိုထိမှန်ပြီးစစ်ချွယွန်းလို့မေပင်ကိုဆင်းလာတာကျွန်တော်တို့ကလိုက်ပြီးတော့ရှာတာပေါ့ရှာပြီးတော့ဒီဥစ္စာရရင်လည်းယူမယ်ဆိုပြီးအကုန်လုံးသွားကြတာလူကတော့ထွက်ပြေးသွားတယ်မတွေ့လိုက်ဘူးဒီဥစ္စာကိုယူမလို့လုပ်နေတော့မြုပ်နေထေကထွက်လာတဲ့ခွေးတွေရော အကုန်လုံးကားတွေရောတန်ချက်ကကားတွေရောစစ်ကအကြီးတွေပါ ပါပါတယ်။အင်အားတရာကြော်တယ်ထွက်လာတဲ့ကျွန်တော်တို့လည်းဘလို့မှယူချိန်မရှိတာနဲ့ပါတဲ့အဖိုးတွေလည်းမဖြုတ်ပင်နဲ့အလုံးအကုန်လုံးကို မီးပုံရှုခေလိုက်တာဥထုပ်တလုံးတော့ယူခဲ့ပါတယ်။ရှုပ်ချိန်လည်းမရတာပါတယ်။အချိန်မရတော့မီးရှုရှင်လင်းခဲ့ရတာလို့ရန်ကုန်ခက်တဲ့တရင်ဌာနတို့အတည်ပြုပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကို Burma Revolution Rangers တပ်ဖွဲ့နဲ့အတူပခုကို People Defense Force PPDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ မြောင်လေးပင်မြို့နယ်ပဇွန်မြောင်ကျေးရွာစစ်တပ်ခြေခုပ်စခန်းကိုလက်နက်ကြီးစနိုက်ပါတို့ဖြင့်ပစ်ခတ်တိုက်ခိုက်မှုတွင်စစ်သား2ဦးသေဆုံးသွားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ပခိုးတိုင်းမြောင်လေးပင်မြို့နယ်ပဇွန်မြောင်ကျေးရွာစစ်တပ်ခြေခုပ်စခန်းကိုလက်နက်ကြီးစနိုက်ပါတို့ဖြင့်ကြက်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။အပရလ21ရက်နေ့ညနေ3:00အချိန်30မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ်ပဇွန်မြောင်ခြေရွာအတွင်ခြေကုတ်စကန်းချထားတဲ့နေရာများထဲမှာစစ်တပ်ရဲ့ drone တပ်ဖွဲ့ခြေကုတ်ယူထားသောနေရာကိုတော်လှန်ရေးတပ်ဖွဲ့ဝင်များက၆စင်းမမလက်နက်ကြီးနှလုံးဖြင့်ပြစ်ခတ်တက်ခဲ့ခဲ့ကြောင်းညနေ3:20မိနစ်အချိန်နဲ့3:24မိနစ်အချိန်ခန့်တို့တွင်လည်း จาเพ็ดตะดาနိုင်ခြေကုပ်ယူထားသော အကြံဖက်စစ်သားများကို60မမလက်နက်ကြီးနှလုံးဖြင့်ပြက်ခတ်တိုက်ခိုက်ခဲ့ပြီးတပ်ဖြတ်တဒါမှထွက်လာသောအကြံဖက်စစ်သားများကိုပါ စနိုက်ပါဖြင့်ပြက်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတအူးဒေဆုံးခဲ့ကြောင်း Fire Dragon P2 3703တရမတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် Fire Dragon P2 3703တရမတာဝန်ရှိသူတို့ကလက်နက်ကြီးနဲ့ထူရာတွေကရန်သူအနည်းကဆုံးနေရာတွေကိုကြာပါတယ် အခုဆိုရင်ရန်သူဘက်ကနင်းနေငိမ့်သွားပြီးဂျမ်ဘူကုန်းနဲ့မောက်ခမူမှာပြင်ဆင်မှုတွေလုပ်နေတယ်အင်အားတွေထက်တိုးချထားတယ်လို့ရန်ကုန်ခက်တစ်တရင်ဌာနတို့အတည်ပြုပြောဆိုထားပါတယ်အလားတူညနေ၄နာရီ58မိနစ်အချိန်ခန့်တွင်အဆိုပါတပ်ပြက်တတနိုင်တက်ဆွေထားသောအကျံဖက်စစ်သားများကို60မမလက်နက်ချီဖြင့်တလုံးဖြင့်ထက်မှန်ပြက်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတဦးသေဆုံးခဲ့ပြီးဂျန်ထိခိုက်သေဆုံးမှုကိုဆက်လက်ဆောင်ရမ်းနေစေဖြစ်ကြောင်းသိရှိရပါသည် အဆိုပါတိုက်ခိုက်မှုကိုဘီတုကာကိုရေးတက်မတော်အမှတ်3033တဲ့ရင် P2370353 Fire Dragon လက်နက်ကြီးအဖွဲ့မှရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဘီတုကာကိုရေးတပ်ဖွဲ့ဝင်များအထိခက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်ရီဖြူမြုပ်နေမြင်းသားရွာတိတ်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ တနင်္သာရီတိုင်းရည်ဖြူမြို့နယ်မြန်သာချေးရွာအုပ်စုအတွင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တုံလိုင်းရေးပူပေါင်းတပ်များဟာပြီးခဲ့တဲ့အပရလ20ရက်နေ့နဲ့နဲ့ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးခဲ့ကြောင်းဒေသခံများနဲ့တုံလိုင်းရေးတပ်ဖွဲ့များထံမှသိရှိရပါတယ်။မွန်ပြည်တုံလိုင်းရေးတပ် MSRF မှပြောရေးဆိုခွင့်ရှိသူနိုင်နဂါကတိုက်ပွဲမှာစစ်တပ်ဘက်က မျက်မြင်ပေါ်နော်6ရောက်သေးတယ်အလောင်းတွေပုံထားတယ်ကျွန်တော်တို့ဘက်ကစောင့်ပြီးဖြစ်တော့သူတို့ဘက်ကအထင်လာတာပေါ့တိုက်ပွဲပြီးတော့အင်အားကမပြဘူးပေါ့စစ်ကောင်စီဘက်ကအင်အားအလုံးရင်နဲ့စစ်အင်အားဖြည့်တင်းမှုတွေစတိတ်လှုပ်လာတယ်လောလောဆယ်တော်လိုင်းကြီးပူပေါင်းတဲ့တွေဘက်ကခန်းစစ်ပုံစံအနေထားနဲ့စောင့်ကြည့်နေပါတယ်လို့ Airwadi Time ကိုအတည်ပြုပြောဆိုထားပါတယ် တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးပြီးတိုလှန်ရေးပူပေါင်းတပ်များဘက်မှရဲဘော်3ဦးမစိုးရိမ်ရတံရရရှိခဲ့ကြောင်းမွန်ပီတိုလှန်ရေးတပ် MSRF ထံမှသိရှိရပါတယ်ကျွန်တော်တို့ပူပေါင်းတက်တွေဘက်က၃ရောက်တန်ရာရရတယ်။ဥကောင်းမှာဂျီရှက်ထိတန်ရာရတာက၁ရောက်နဲ့၆ထောင်းမှာ ထိတာက2ယောက်ပါမစိုးရင်ရပါဘူး။တာမန်တန်ရပါပဲ။ယခုတော့ဈေးကူးတမှုခံယူနေတယ်လို့နိုင်နကကဆက်လက်ပြောဆိုထားပါတယ်။စစ်ကောင်စီတပ်များဟာလက်လွတ်ဆုံးရှုံးခံထားရတဲ့ရေးထဝေအမှတ်၈ပြီးထောင်စုလမ်းမကြီးပြန်လေစုမှုထိန်းချုပ်နိုင်ရန်အတွက်စစ်အင်အားဖိတင်မှုတွေစက်တိုက်လှုပ်လာနေကြောင်းသိရှိရပါတယ်။မကြာခင်မိုးတွင်ရောက်တော့မယ်ဆိုတော့စစ်ကောင်စီတပ်တွေကရေချောင်းကိုတိတ်အုံပြို့လို့မရတော့ပါဘူး။လိုင်းကြီးလေကြီးနဲ့ဆိုတော့ သူတို့အခက်အခဲဖြစ်ကြပါတယ်။ဒေယူပို့ဆောင်ရေးအတွက်လည်းမိုးရင်းဆိုအဆင်မပြေပါဘူး။ဒါကြောင့်ကုန်းလိုင်းကနေပြီးဒေယူပို့ဆောင်ရေးတွေပြန်လုပ်ဖို့ယခုလိုအင်အားအလုံးကြီးနဲ့ထူးဆက်ဆင်လာတာလို့ယူဆရတယ်လို့ MSRF ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။မင်းသားကျေးရွာအုပ်စုအတွင်းတို့စစ်ကောင်စီဘက်ကအင်အားဖြည့်တင်းထား၍တော်လှန်ရေးအင်အားစုများနဲ့စစ်ရေးတင်းမာမှုများရှိနေသဖြင့်မင်းသားအုပ်စုနဲ့နှက်ကြီးစင်အုပ်စုရှိမင်းသား လေကြီးဆင်ဆွေစိန်ဘုံဖရာသုံးစုအစာရှိတဲ့ခြေရွာများမှဒေသခံပြည်သူများတင်းရှောင်နေကြရကြောင်းသိရှိရပါတယ်ရှင်။ရင်မြို့နေမော့ကနေအခြေစိတ်ခလာရတရ6တရင်မှစစ်မှုထမ်းတက်တာတဲ့နှစ်ဦး PDF တပ်ဖွဲ့ထံအလင်းဝင်လာတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မွန်ပင်နေရင်မြို့နေမော့ကနေအခြေစိတ်ခလာရတရ6တရင်မှစစ်မှုထမ်းတက်တာနှစ်ဦး PDF တပ်ဖွဲ့ထံအလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရပါတယ်။ ဧပြီလ22ရက်နေ့တွင်ရင်းမြုပ်နေမော့ကနေချေဆိုင်ခလာရတရ60ရက်မှစစ်မှုထမ်းတက်တာတင်နှစ်ဦးဖြစ်တဲ့အသက်22နှစ်အရွယ်ရင်းနိုင်ကျော်နဲ့ဝေရေးဖြူတို့ဟာလက်နဲ့ယူဆောင်ခြင်းမရှိဘဲရင်းမြုပ်နေပြီးသူကကိုရေးတဖွဲ့ထံအလင်းဝင်ရောက်လာခဲ့ကြောင်းရင်းမြုပ်နေပြီးသူကကိုရေးတဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ရင်းမြုပ်နေပြီးသူကကိုရေးတဖွဲ့မှတာဝန်ရှိသူတို့က အလင်းဝင်ရောက်လာတဲ့နှစ်ဦးကလက်နဲ့မပါပါဘူးကျွန်တော်တို့ကသူတို့ကိုကေပေးတာပါပဲပြီးသူရင်ကနေတဆင်ဆက်သွေးပြီးအလင်းဝင်ရောက်လာတာပါ22ရက်နေ့မနေ့ပိုင်းပါသူတို့22ရက်နေ့ညကတည်းကထွက်ပြေးလာပါတယ်သူတို့ကခရီးသွားရင်အဖမ်းခံရပြီးစစ်ထေးရောက်သွားတာပါ အပတ်စဉ်ခုနှစ်တန်ဖြူစရက်ဝေကလီစစ်လက်ချင်ရတဲ့ကစင်ပြီးခလာရတရ6ရောက်လာတာပါလို့ရန်ကုန်ခက်တဲ့တရင်ဌာနတို့အတည်ပြုပြောဆိုထားပါတယ် အဆိုပါအလင်းဝင်လာသောစစ်မှုထမ်းတပ်သားတင်နှစ်ဦးဟာပခိုးတိုင်းနဲ့အေယာဝတီတိုင်းတို့မှဖြစ်ပြီး၎င်းတို့ကိုကောင်းမွန်စွာဆက်လက်ထိန်းသိမ်းဆောင်ရှောက်ထားကြောင်းသိရှိရပါတယ်ရှင်။ယူကရိန်းနဲ့ရုရှားသဘောတူညီမှုမရရင်အမေရိကန်အနေနဲ့ဘေးထွက်နေတော့မယ်လို့ဂန်ဒုသမရပြောကြားထားတဲ့သတင်းကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ယူကရိန်းနဲ့ရုရှားနှစ်နိုင်ငံအပြစ်ခက်ရက်ဖို့သဘောတူညီမှုမရရင်အမေရိကန်အနေနဲ့ နှစ်နိုင်ငံအရေးကထွက်ခွာသွားမယ်လို့အမေရိကန်ဒုတိယသမ္မတ JD Vance ကအပရလ22ရက်နေ့ကပြောကြားလိုက်ပါတယ် UK ပင်သစ်ဂျာမနီယူကရိန်းနဲ့အမေရိကန်တို့ကအစင်းမြင့်ထိတ်တန်အစိုးရအရာရှိတွေလန်ဒန်မှာယူကရိန်းရုရှားစစ်ပွဲအဖြစ်ခက်ရက်စေးရေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ချိန်မှာကန်နိုင်ငံချာယီဝန်ကြီးမာကိုရူဘိုင်ယိုနဲ့အထူးတန်တမန် Steve Wolfcoff တို့နှုတ်ထွက်သွားကြပြီးနောက် JD Vance ကအင်ဂျာမာရောက်ရှိနေတော့တရင်ထောက်တွေကိုယခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။အထူးကိုယ်စားလှယ် Wolf of ဟာယခုရက်ပိုင်းအတွင်းမော်စကိုမှာရုရှားသမ္မတနဲ့တွေ့ဆုံပြီးစစ်ပွဲအဖြစ်ရပ်ဖို့ဆွေးနွေးမှာဖြစ်ပါတယ်။ယူကရိန်းသမ္မတကတော့ရုရှားနဲ့ချက်ချင်းလက်ငင်အပြေအဝါနဲ့ချွင်းချက်မရှိအပြစ်ခက်ရက်စည်းကြီးကို တောင်းဆိုထားပါတယ်။တက်ဖြတ်နေတာတွေရက်ပေးဖို့ကနံပါတ်1လောက်ရမယ်အလို့ဖြစ်ပါတယ်လို့သူရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီးအပြည့်ရဖို့သူတို့သဘောတူရင်တူမတူရင်လည်းဒီကိစ္စထဲကအမေရိကန်ကထွက်ဖို့အချိန်တန်ပြီးလို့ Vans ကတရင်ထုတ်တွေကို ပြောဆိုလိုက်ပါတယ်။ London စီဝေးမှာအမေရိကန်က Marco Rubio နဲ့ Will of Dog ဘာကြောင့်နှုတ်ထွက်သွားကြောင်းရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ Meeting Back ကပြောဆိုထားပါတယ်။ Marco Rubio ကတော့ ်အပရလ22ရက်နေ့ညနေပိုင်းကလာမယ့်လအတွင်းမှာမီတင်ခင်းစဉ်ကိုပြန်လည်စီစဉ်သွားမယ်လို့ပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကတော့တလောက်နဲ့ပဲရနာတော့ပါမယ်ရှင်။ရှင်းလင်းချင်တဲ့သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခံရောင်းနိုင်ကြပါစေရှင်။